မင်္ဂလာတောင်းငယ်တမင်းငယ်လေးတို့ရေဦးရဲ့ဦးပုံပြောပြမယ်ဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့ဦးကတောင်းငယ်တမင်းငယ်လေးတို့ကိုစီးလုံးနဲ့မိသားစုဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုဦးကဖတ်ပြသွားမှာဖြစ်ပါတယ်ကဲပုံမြင်လေးမစားခင်မှာဦးရဲ့ဒီဗီဒီယိုလေးကို like ပေးပြီးတော့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့မမေ့ကြနဲ့ဦးနော်စီးလုံးနဲ့မိသားစုဟိုးရှိရှိတုန်းကပေါ့ကွယ် ောဟုတ်ကြီးတခုအတွင်းမှာကြာမျိုးစုံဖူပင်ဝေးစားနေတဲ့ရေကန်ကြီးတကန်ရှိပါတဲ့။အဲ့ဒီရေကန်ကြီးကိုအမိပြုလို့ကြောရိုင်းမိသားစုတစုဟာပျော့ပျော့ရွှင်ရွှင်နေထိုင်ကြပါနေတယ်။သူတို့မိသားစုဟာစီစီလုံးလုံးနေထိုင်ကြတယ်။အစားအစာထွက်ရင်လည်းအတူတူပဲ။စုပေါင်းနားနေကြရင်လည်းမခွင်းမခွာအတူတူပါပဲ။ကြောရိုင်းပေါက်ကလေးတွေကိုဖခင်ကြောရိုင်းကြီးနဲ့မိခင်ကြောရိုင်းမကြီးက လုံလုံခြုံခြုံရှိအောင်ဆောက်ရှောက်မှုတွေပေးကြတယ်တဲ့။လောကမှာစီလုံးညညချင်းဟာအရေးကြီးဆုံးပဲတာတို့သမီးတို့ရဲ့ ပြီးတော့ကို့အမျိုးနွယ်မဟုတ်ရင်ဘာမှယုံကြည်စိတ်ချခြင်းမရှိပါနဲ့ဘေတုကအန်နီရဲ့ကြောက်ရောက်လာရင် တကူကောင်းဆန်ရှောင်ထွက်မသွားပဲစုပေါင်းညီညာစွာကာကွယ်ကြပါတဲ့ဖခင်ကျွေးရန်ကြီးဟာတားငယ်သမီးငယ်ကျွေးရန်ပေါက်ကလေးတွေကိုအဲ့ဒီလိုအမြဲတမ်းဆိုးဆိုးမှလေးရှိတယ်။စကြက်ကောင်းကောင်းတွေ့ရင်တားသမီးတွေနဲ့တခါမိခင်ကျွေးရန်မကြီးကိုဦးစားပေးလေးရှိတယ်။ပြေဆိုပေါက်ကလေးတွေရှိတဲ့နေရာကိုရောက်ပြီးတော့လဲဂယုတစိုက်တွေ့မွေတတ်တယ်။ ပြီးတော့ကျွဲပေါက်ကလေးတွေဆော့ကစားတဲ့အခါမှာဖေဖေဤဖေဖေဤဖေဖေဤယူချစ်တဲလို့အော်ဟစ်ဒီဆိုကြတယ်တဲ့အဲ့ဒီခါမှာတော့ဘာခင်ကျွဲရန်ကြီးကစမြုပ်ပြင်းကြီးပီတိတွေဝေဝေဖြစ်နေလို့ပေါ့ကွယ်မမီးခုနေ့ကတော့ဝတ်အုပ်စုဘဲကနေမျက်စိလေလမ်းမရောက်လာတယ်လည်းမသိဘူးသားတို့တွေ့လိုက်ရတယ်ဟုတ်တယ်မမီးအဆွေကြီးတွေကလည်းခက်ခော့ခော့ကြီးကြောက်စရာကောင်းမကောင်း ဩတားတို့သမီးတို့ရဲ့ဒိုမီတာဆိုညီညွတ်စည်းလုံးမှုရှိနေသည်ပြီဘလို့ဘေးရန်မှာမရှိပါဘူးဒါပေမဲ့တကုတ်တော့ရှိရဲ့သူတို့တဘာဝနဲ့ကို့တဘာဝဆိုတာတူကြတာမဟုတ်ဘူးဒီတော့အရောတဝင်မလောက်ကြနေတော့စိတ်ချပါမိမိဒါထက်မိုးဆွေငှက်တို့တပိတ်လွယ်ငှက်တို့ပြိုင်းတို့ငှက်တော်တို့ကြတော့သူတို့ကြတော့ကိစ္စမရှိပါဘူးမိမိတို့ကိုလည်းဘာမှအန္တရာယ်မပေးကြဘူးသူတို့ကတအားတို့အိုင်နေတဲ့လူနေပြီဆိုရင်ကြောက်ကုန်မို့လာလာနားကြရင်နော် နားကြပါစီကွယ်သူတို့လာနားကြပြီဆိုရင် အမိနဲ့ရိုက်မထုတ်ကြနဲ့နော်ဘာဖြစ်လို့လဲမိမိဘာဖြစ်ရမှာလဲမိမိတို့သားတို့ရဲ့ကိုပေါ်မှာတွဲကပ်နေတဲ့ပိုးမတွေကိုသူတို့ကရှင်းလင်းပေးကြတယ်ကွယ်မိဆွေကောင်းနေဆိုရင်လဲမမားပြီဘူးဟုတ်ကဲ့ပါမိမိဒါထက်ညဘက်မှာထွက်ထွက်လာတဲ့မိခွေးတွေအောင်ဝင်သူတို့ကိုတော့ရှောင်ရမယ်အမတန်းမှအကျဉ်းယုတ်ပြီးအသားစားတတ်တဲ့အကောင်လေးကွယ်ကောင်းကျိုးဘယ်တော့မှမပေးဘူး မိခင်ကျွဲမကြီးဟာအဲ့ဒီလိုမျိုးသားသမီးလေးတွေကိုစိုးစိုးမှန်းနေရှိတယ်။ဒီနေ့မှာတော့ခင်မုန်းတဲ့ကျွဲရင်ကြီးကစကားဆလာတယ်။ရှင်မကြီးငါတို့တော့တော့ပြောင်းရင်ကောင်းမယ်ထင်နေ။ရှင်တော့ပြောင်းမယ်ဟုတ်လား။ဘာဖြစ်လို့လဲရင်ဒီမှာနေရတာမအေးချမ်းလို့လား။အေးအေးတော့အေးချမ်းသေးတာပေါ့ကွာ။ဒါပေမဲ့ဝင်းသတိထားမိလားမသိဘူး။လောဘသာလူတွေဟာတို့တော့အထဲကိုဝင်းပြီးတစ်တွေခုတ်ခုတ်ယူနေကြတယ်။ တို့သားရဲ့တိရစ္ဆာန်ကြီးကျင်းတဲ့တော်ဝါရီဆိုတာကတော့ကိုမိခိုနေရတာမဟုတ်လားတော်ရီတစားတစားပြုံးတိလိုက်တို့တွေအသက်ရှင်ရက်ဒီဘိုးဆိုတာတပြေးပြေးနဲ့ခတ်လာမှာအမှန်ပဲလူတွေကလည်းကွာတကယ်လောဘသားတွေပဲပြားတွေဖို့တဲ့တက်ခွာတွေသစင်းနေဆိုရင်ဥတော်မချမ်းဘူးခွာယူကြတယ်အမဲလိုက်ကြရင်ဒါရင်မကောက်ဘူးဆင်ရိုင်းနေကျွဲရိုင်းနေနွားရိုင်းနေကိုဖမ်းပြီးသူတို့လုပ်ငန်းခွင်မှာခိုင်းစေကြတယ် ရှားပါတရိစံတွေကိုဖန်စီတက်ပြက်ရောင်းဝယ်ကြတယ်။ဒီတော့အန်ဒီရဆိုတာကြောက်ရောက်လာမှရှောင်းကျင်တာထက်ကြိုတင်ကွင်းရှောင်းမှပိုကောင်းမယ်။ဒါကြောင့်ဒီထက်ထူထပ်တဲ့တော့အုပ်ကိုတို့မိသားစုပြောင်းရွှေ့ကြရင်ကောင်းမယ်ထင်တယ်ရှင်မ။အင်းကြီးရှင်းနေနဲ့ကောင်းမယ်လို့ထင်တာကိုလောက်တာကိုကျမတို့ကလည်းလိုက်နိုင်ရမှာပေါ့။ဒီလိုနဲ့ကြိုရန်ကြီးတို့မိသားစုဟာမူလနေရင်တော့အုပ်ကြီးကိုစွန့်ခွာလို့ပို့မှုထူထပ်တဲ့တော့အုပ်ကြီးရှိရကိုပြောင်းရွှေ့သွားကြပါတော့တယ်။ ကျွေးရင်ကြီးမိသားစုတို့ပြောင်းရွှေ့သွားတဲ့တော့ဟာချစ်သစ်ကြီးကြားရင်ကြီးပေါ်တဲ့တော့ကြီးဖြစ်နေတယ်။ဓာတ်ကိုတတိပြုမိတဲ့ကျွေးရင်ကြီးကသားတို့သမီးတို့သားတို့သမီးတို့ကိုတတိပေးထားရမယ်။ညာဘက်အိတ်တဲ့အခါအဘေနဲ့အမေတို့ရဲ့ကြားမှာပဲအိတ်ရမယ်နော်။နေဘက်တွေကြရင်အစာရှာထွက်တဲ့အခါမှလေးအဘေတို့အမေတို့နဲ့ခွဲထွက်မသွားကြနဲ့နော်။ပြီးတော့သားတို့သမီးတို့လည်းတဖြည်းဖြည်းအရွယ်ရောက်လာကြပြီမဟုတ်လား။ဒီတော့ရန်သူနဲ့တိုက်ပွဲဝင်တဲ့အခါတိုက်ခိုက်ရမယ်။ အခွင့်အခက်ပညာတွေကိုလည်းသင်ပေးရမယ်။တိတိချာချာသင်ယူရရမယ်နော်။စိတ်ချပါဖေဖေ။ဂိုင်းဂိုင်းအဖေစကြက်တကူတွေ့လိုက်တယ်။အဲ့ဒီဘက်ကိုသွားကြမယ်ဟိ။ကျိုးရင်ကြီးတို့မိသားစုဟာစစ်စီလုံးလုံးညီညီညွတ်နဲ့စကြက်ရှိအောင်သွားကြတယ်။တယောက်လာတော့ဖခင်ကျိုးရင်ကြီးစီမှာတိုက်ခိုက်ရေးပညာရက်တွေကိုအားကျုံမှန်တက်သင်ယူကြတယ်။ဒီလိုနဲ့နေလာလိုက်တာတညချမ်းမှာတော့ သူတို့မိသားစုအိမ်နေတဲ့နေရာနဲ့မနှိမ်မဝေးနေရမှာရှိတယ်။တပင်ကြီးတပင်ပေါ်မှာချက်တကြီးတကောင်တက်လာပြီးကျွဲရဲမိသားစုကိုကိုက်ဆွဲတက်ဖြတ်ဖို့ချောင်းမြောင်းနေတဲ့။အဲ့ဒီလိုပါပဲ။သားကောင်အရှာထွက်တဲ့ကိုတော်ပြေကြာကြီးတကောင်ကလည်းသားကောင်တွေ့ပြီဆိုတာနဲ့ကျွဲရဲမိသားစုနဲ့မလန်မကန်းကခြုံဖို့မှဝစ်ပြီးချောင်းနေပါတယ်။အဲ့ဒီချိန်မှာလာရောင်ကလေးကလည်းဝူတုံွားတာနဲ့ကျွဲရဲဖခင်ကြီးဟာလေတစ်ချက်အတော့မှာနှာခေါင်းတျှော်ျှော်လွတ်လိုက်ပြီး ကျွေးမကြီးနဲ့ကလေးတွေကိုတူတူလေးပြောလိုက်တယ်။ရှင်မနဲ့ကလေးတို့ ਈ တတိထားကြ။ငါနှကောင်းထဲမှာအန်ဒီရနဲ့နေရနေတယ်။ဟုတ်တယ်။ကျမလည်းမတင်ကောင်းဘူး။စစ်တဲ့နဲ့နဲ့ကြားနိုင်ရတယ်။မင်းမင်းသားတို့ဘယ်လိုလုပ်ရမလဲ။ဟုတ်တယ်မင်းမင်းသမီးတို့ဘယ်လိုလုပ်ရမလဲ။မပူနဲ့ဘာမှမဟုတ်ကြနဲ့အဖေနဲ့အမေတို့ရှိတယ်။ဟုတ်တယ်သားတို့သားတို့ကိုအဖေတိုက်ခွက်တွေတင်ပေးထားတယ်မဟုတ်လား။ ဒီတော့တို့တွေအားလုံးကြောချင်းကထားကြမယ်။ရန်သူလာနာနဲ့ S1 ကိုတိုက်ထုတ်ကြပြီးတော့တို့တွေတကွဲတပြားမဖြစ်လို့ကတော့ဘာမှမှုစရာမလိုဘူး။စီလုံးညီညာအောင်ချောင်းဖြားရမှာပေါ့ခွာ။ဒါနဲ့ပဲဖခင်ကျွေးရန်ကြီးရဲ့အစီအစဉ်နဲ့အချင်းချင်းကြောချင်းခတ်လိုက်ကြပြီးအသင့်အနေထားပြင်လိုက်ကြတယ်။ဒီခါမှာပဲတစ်ပင်ဘောကချစ်တဲ့ဟာလောကနဲ့တစ်ပင်ဘောကနေခုံချလိုက်တယ်လို့မြေပင်ဘောကချစ်တဲ့ကလည်းချုံနေကဝေ့ရတာလေ။ ဝါးဝင်းတဲ့အတံပေးလို့လွှာကနေဆိုပြီးကြောရိုင်းအုပ်ပေါ်ခုံအုပ်လိုက်ကြတယ်။ဖြောင်းဝေါတိုက်ပွဲကအတော်လေးကိုမြင်ထန်လာခဲ့တယ်။ရန်သူအပေါ်အထင်သေးတဲ့ကြက်တဲ့နယ်ကြာဘဲကျွဲကိုမှသူတို့ရဲ့လက်သေးအစိုးရနဲ့ကိုချက်ချင်းမပြုတ်နိုင်မဲကြောရိုင်းအုပ်ကဂျိုးပြားမှသူတို့ရဲ့ဖိုက်တီအပွင့်ခံရတယ်။ဟူးဝေါဝေါမချီမဆန်အော်တန်နီနဲ့ မြေမြေမို့ကိုလဲကျသွားတဲ့အတန်ဒီယာမရှိမနှောင်းဆိုသလိုဒရက်ဆက်ထွက်ပေါ်လာခဲ့ရော်လေမြေမြေမို့မှာကြားနေချက်တိတိရဲ့ဦးလီတထွေကြီးထွက်ကြနေတဲ့ဖြင့်မချီမဆန်အော်ဟစ်တဲ့နဲ့အတူညီးတွားအော်ဟင်းရင်အသက်ပြုတ်သွားကြတော့တယ်ဘာလို့သမီးတို့ဒရယာလေးရကြသေးလားဟင်းဘာမှမရကြပါဘူးဘေးအေးအဲ့ဒါကိုကြည့်တော့တို့များသာကုလိုစီစီလုံးလုံးညီညီညွညွမရှိကြရင် ကြားဆွဲတာခံရပြီးသူတို့ရဲ့အစာဖြစ်သွားနိုင်တယ်။အခုတော့အမေတို့ရဲ့အားလုံးစီလုံးညီညွတ်မှုတော်လန်တိုက်ခိုက်နိုင်မှုကြောင့်ရန်သူတွေဒေဝဲဝင်သွားကြပြီမဟုတ်လား။ဟုတ်တယ်ဖေဖေ။အေးအဲ့ဒါပဲ။တတလုံးမြဲမြဲမှတ်ထားကြ။ကိုအမျိုးအနွယ်မပြတ်သုံးစေခြင်းရဲ့ဘေးဒုက္ခမရောက်စေခြင်းရဲ့အောင်ပွဲရယူစေခြင်းအခုလိုပဲစီစီလုံးလုံးညီညီညွတ်ညွတ်ရှိကြပါကွယ်။စိတ်ကြပါဖေတို့မေတို့ မိဘတွေရဲ့ကောင်းမြတ်တဲ့အမွေရရှိသွားကြတဲ့ကြွေရင်းကလေးတွေမှာတော့သင်ငန်းစာကောင်းကောင်းရရှိသွားကြပြီးစီးလုံးညီမြတ်တဲ့စိတ်ဓာတ်တွေနဲ့တော်အုပ်ကြီးအတွင်မှာဒီလပန်တက်တဆုံးစိတ်ချမ်းသာကိုချမ်းသာနေထိုင်သွားကြရပါတည်းတားတို့သမီးတို့လည်းမိဘစကားကိုလိုက်နာဆောင်ထင်းကြပြီးကို့မုံနှမကို့မိသားစုကို့အတိုင်ဝန်တွေနဲ့လူစီစီလုံးလုံးညီညွတ်ညွတ်ရှိကြပါလို့ဦးကအမစကားချွေလိုက်ပါတယ်နော်ဒီနေ့ဦးဖပြတဲ့ပုံရှင်လေးကတော့ စာရေးဆရာနန္ဒမူချေရေးသားထားတဲ့အမေအိမ်ပညာပေးကလေးပုံမြင်များဆိုတဲ့စာအုပ်ထဲကနေဦးကဖတ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ဘန်းငယ်သမီးငယ်လေးတို့လည်းစာရေးဆရာနန္ဒမူချေရေးသားထားတဲ့အမေအိမ်ပညာပေးကလေးပုံမြင်များဆိုတဲ့ပုံမြင်စာအုပ်ကလေးကိုဝယ်ယူဖတ်ရှုကြဖို့လည်းမမေ့ကြနဲ့ဦးနော်။ကဲဦးနဲ့တူနောက်ပုံမြင်လေးတစ်ပုံမှပြန်လည်ဆုံကြအောင်မယ်။ Bye bye.